တို့ရှင်ရှင်များအားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့6ရက်စက်တလ25ပေါ့နော်တာတာပတိညနေခင်းဒီခွဲအတွက်ပါနော်ဒီခွဲအတွက်ကိုကိုထိတ်ကိုအရင်ဦးဆုံးတွားရအောင်နော် 6မှာ3ရဒီနောက်မှာရှိတဲ့3မှာเนาะ3မှာဆိုဘယ်ခဏပေါင်းမှာလဲဆိုတော့သူရရှိမှာရှိတဲ့9 3ညာနှလုံးပေါင်းခြင်း9 3ညာနှလုံးပေါင်းတော့9 3ညာခန့်9ဆိုပြီးရထားတယ်။ဒါဆိုနောက်တစ်ပင်ကဒီမှာရှိတဲ့1တက်ကဆို6 3ညာနှလုံးပေါင်းတော့ပေါင်းခြင်း6တရေပါဝါ6ဆိုပြီးရထားတယ်။ဒါဆိုတက်ကဒီမှာရှိတာ8အရှိကဆိုဒီမှာရှိတဲ့ကိုရဒီမှာလာမယ်ထိတ်စီတလုံးရေနှလုံးပေါင်းမယ်ဆိုရင်ရှစ်ပါဖြစ်မလဲဆိုပြီးတော့ equal power နဲ့ခန့်နဲ့သွားမ မယ်ရှစ်သုံးတက်ပေါ့နော်ရှစ်သုံးတက်ဆိုတဲ့အတွက်ကြောင့်မလို့ရှိနေတာက ကိုနောက်တစ်လုံးနဲ့ပေါင်ရင်ရှစ်ဆိုတဲ့အကြောင်းမလို့ကိုပဲထည့်မယ်ကိုကိုပေါင်ရင်ပေါင်ရင်ရှစ်ပေါ့နော်ရှိနေတာကိုနောက်တစ်လုံးနဲ့ပေါင်ရင်3ဆိုတော့၄ထည့်မယ်ကိုလေးပေါင်ရင်3ရှိနေတာကိုနောက်တစ်လုံးနဲ့ပေါင်ရင်1ဆိုတဲ့အကြောင်းမလို့2ထည့်မယ်ကို2ပေါင်ရင်1ကိုလေးနဲ့ဆိုပြီးတော့ထိစီက၃လုံးရထားတယ်ဒါဆိုရင်ဒီဘက်မှာအခုအပိတ်ကိုသွားရအောင်နော်ဒီမှာရှိတဲ့တက်အပိတ်ကဒီတက်နော်ဒီတက်ကဆိုဘယ်ခဏပေါင်မှာလဲဒီမှာရှိတဲ့တက်9ခု3လုံးပေါင်မယ်တက်9ရေပေါင်တော့6 6ရေ2ရေပေါင်တော့ပေါင်ချင်း ်ရှင်တရနခတ်ရှက်ဆိုပြီးတော့ရထားတယ်ဟုတ်ပြီနော်ဒါဆိုဆက်သွားမယ်ဒီခါဒီမှာရှိနေတာနဲ့နှစ်ကဆိုဒီမှာရှိတဲ့နှစ်6ကိုသုံးလုံးပေါင်းမယ်နှစ်6ပေါင်းတော့ရှစ်ရှစ်ကိုပေါင်းတော့ခွန်နှစ်ရဲ့ပေါင်းပါခွန်နဲ့ဆိုပြီးတော့ရထားတယ်နော်ဒါဆိုရင်အခုနော်နောက်တစ်ခါဆက်သွားမယ်ဒီမှာရှိတာနှစ်ပဲဒီမှာရှိတဲ့6ကိုဒီမှာလာမယ်အပိတ်တလုံးသုံးလုံးပေါင်းမယ်ဆိုရင်ねနော် equal power နှက်ခတ်နဲ့သွားမယ်နှစ်ခ ီပေါ့နော်ဒါဆိုရင်ကိုကိုပေါင်းတော့ပေါင်းချင်းရှက်နောက်တစ်လုံးနဲ့ပေါင်းရင်နှစ်ဆိုတော့ရှက်လေးနော်ရှက်ရလေးရပေါင်းရင်နဲ့ကိုကိုပေါင်းတော့ရှက်နောက်ရှက်ရကိုရပေါင်းရင်ခွန်ကိုကိုပေါင်းတော့ရှက်ရှက်ရ6ရပေါင်းပါလေးနော်ဒီကို6ဆိုပြီးတော့တွေ့ထားတယ်နော်အပူလေးလာတယ်ပေါ့နော်ဒါဆိုလို့ရှိရင်နည်းနည်းချင်းတော့ကစားမယ်ကနန်းလေးကပိုးလေးတွေ့တယ်ကိုကိုတွေ့တယ်ကို6တွေ့တယ်နော်လေးလေး လေးကိုလေးချောက်ပေါ့နော်နဲလေးနဲကိုနဲချောက်ဆိုပြီးတော့ကဏ္ဍလေးတွေတွေ့ထားတယ်နော်ဒီမှာမှာလေးကိုကိုလေးကလည်းထပ်ကဏ္ဍလေးပေါ့နော်ဒါဆိုရင်ဒီကဏ္ဍလေးတွေတွေ့ထားပါတယ်ဒါညနေခင်းတော့ပါညီမရှာတွေ့တော့ချက်ပတ်ချင်းဖြစ်ပါတယ်ကိုလိုမတော့ကြိုက်တူမချင်တဲ့ဆံမဆိုလိုက်ပြီးတော့ကစားကြပါနော်အားလုံးမညနေခင်းမှာအဆင်ပြေကောင်းပါစေဆုတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်